တချို့ idea တွေဓမ္မထုတ်ကောင်တွေအလေးထားတွေပေါ့လေဘာကြောင့်ဒီလောက်တောင်ပြန်နှံ့ပြီးလူပြောများသွားရတယ်လဲဆိုတော့အန်အော်ဖူးကြမယ်ထင်ပါတယ်ဟုတ်ကဲ့တခုခုကဘလို့လို့ခစားလာတာလဲဆိုတာမျိုးပေါ့อืมအဲ့ဒါကိုပဲဒီနေ့ကျွန်တော်ဆစ်ဆစ်ဆက်ဆက်ဆွေးနွေးကြည့်ကြမယ်လေကောင်းပါပြီဒီဆွေးနွေးမှုအတွက်ကျွန်တော်ရဲ့အထူးအခြေခံအကြောင်းအရာကတော့ဂျောနာဘာဂါရဲ့သူတည်တနာနဲ့သူ့ရဲ့နာမည်ကြီးဆောင် contagious ပေါ့နော်ဟုတ်ပါတယ် သူကအတိကလေးလာထားတာကဘာကြောင့်အရာတွေကဒီလိုကူးဆက်ပြန့်နှံ့တတ်တယ်လဲဆိုတော့နောက်ွယ်ကတိပနေကြအချက်တွေပေါ့ဟုတ်ကဲ့ကျမတို့ရဲ့ယူရချက်ကလည်းအဲ့ဒီ social transmission ပေါ့လူမှုကွန်ရက်ကလည်းပြန့်နှံ့တာတွေနောက် virality လို့ခေါ်တဲ့အလွန်လင်းမြန်းစွာပြန့်နှံ့ခြင်းတွေရဲ့အဓိကမောင်းတဲ့အားတွေကိုဖော်ထုတ်ဖို့ပါပဲမှန်ပါတယ်စိတ်ဝင်စားစရာဥပမာလေးတစ်ခုနဲ့စကြည့်ရအောင်လား Philadelphia က Barclays Prime စားတောက်ဆိုင်ကဒေါ်လာ100တန်ချစ်စတစ်လေး ကြားဟုကြမှာပါအာဟုတ်ကဲ့ဟုတ်ကဲ့နမည်ကြည့်ပဲတမို့ plan tech ရဲ့ willet plan ဗီဒီယိုတွေကဟို iPhone တို့ဘာတို့ထည့်ကြိတ်ပြတာလေမမေ့ပါနဲ့အဲ့ဒါတွေကတကယ်ကိုတာမန်လို့ထင်ရပေမဲ့အရန်အောင်မြင်သွားတာနော်ဟုတ်ပါဆိုတော့အဲ့ဒါတွေကဘလို့လို့အလောက်အထိထည့်သွားရတာလဲအရေးတွေးတိကောင်းလို့လားဈေးလုံးကြောင်လားကြောင်ရတယ်အများကြီးတုံးလို့လားအဲအဲ့ဒါတွေလည်းအတိုင်းအတာတစ်ခုထီတော့ပါဝင်နိုင်တာဗောလေဒါပေမဲ့တကယ်အဓိကကြောင်းရင်းတာတော့ ို social transmission လို့ခေါ်တဲ့လူမှုကွန်ရက်ကမြပြန့်နှံတာဒါမှမဟုတ်ပါဆက်ပြောစကား word of mouth ရဲ့ဆွမ်းဟာပါပဲပါဆက်ပြောစကား word of mouth ဟုတ်ပါတယ်ဒါကတမိုင်းယုတ်ချအကြောင်းညာတွေထဲအများကြီးပို့ပြီးတော့တောစာလွမ်းမှုမှုရှိတယ်ဗျာဟုတ်ပို့ပြီးတောစာလွမ်းမှုမှုရှိတယ်ဆိုတဲ့သဘောနော်ဟုတ်ပါတယ်စရင်စရာတွေရာဆိုရင်တောင်းဝယ်ယူမှုဆုံးဖြတ်ချက်အားလုံးရဲ့20ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းလောက်အထိကို ဒီပါဆက်ပြောစကားတွေကလွှမ်းမိုးနေတာတွေ့ရတယ်။အများကြီးပဲနော်။ဟုတ်။ဒါဟာဓမ္မယုကျအကျောညာတွေထက်ဆယ်စားလောက်ထိပိုထ í ရောက်နိုင်တယ်လို့ဆိုပါတယ်။ဟုတ်ပါရဲ့။အကြောင်းရင်းကလည်းရှင်းရှင်းလေးနော်။ယုံကြည်မှုဟာကိုယ်တူညီချင်းတမမဟုတ်ကိုမိသားစုဝင်ကြောက်ရောက်ကညွန်လာကိုကြုံညာတစ်ခုထက်ပိုယုံတယ်လी။မှန်ပါတယ်။ပြီးတော့ targeting ပေါ့။ပြတ်မှတ်ထားပြီးသားဖြစ်နေတယ်။ကိုနဲ့သက်ဆိုင်မဲ့ ိုစိတ်ဝင်စားမဲ့သူတွေကိုပဲမျှဝေကြတာကိုဟုတ်ကဲ့နောက်ပြီးစိတ်ဝင်စားစရာကောင်းလာတခုကလည်းလူများစုထင်နေတာနဲ့ဆန့်ကျင်စွာပဲဒီပါဆက်ပြောစကားများစုကအွန်လိုင်းမှာဖြစ်တာမဟုတ်ဘူးဗျာဩဟုတ်လားဟုတ်ကဲ့လေးလာမှုတွေရ90%လောက်ပဲအွန်လိုင်းကနေလာတာပါ အများစုက နေ့စဉ်လူချင်းတွေ့ဆုံစကားပြောဆုံမှုတွေကနေဖြစ်ပေါ်လာတာပါ offline ပေါ့ ဟွန်းဒါလည်းစဉ်းစားစရာပဲဒါဆို Facebook တို့ Twitter တို့ကအရာတွေကိုပြန့်နှံ့စေတဲ့နီလန်းတွေတော့ဟုတ်ပေမဲ့ဟုတ်တယ်သူတို့ကတူးတယ်နီးပညာတွေပေါ့ဟွန်းအဲ့မဲ့ရိုးရဲဘာကြောင့်အစကလေးကမြားဝေချင်းစီပေါက်လာတယ်လဲဆိုတော့အရင်ခံစီပညာကိုနားလည်ဖို့လိုတယ်ဆိုတဲ့သဘောပေါ့ဒါကနီးပညာတသက်မဟုတ်ဘဲနဲ့နီးပြွာကြကြစဉ်းစားရမယ့်ကိစ္စတိတိကျကျပါပဲ ဆိုလိုတာကအလွန်လင်းမြန်းစွာပြန့်နှံ့ခြင်း virality ဆိုတာကန်တရားတသက်မဟုတ်ဘူးဖန်တီးယူလို့ရနိုင်တယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်တယ်ဟုတ်အဲ့လိုသဘောမျိုးပါပဲဂျိုနာပါချာရဲ့သူတည်တနာနဲ့အရာတွေကိုပြန့်နှံ့စေတဲ့အဓိကမူချက်ချက်ကိုပေါ်ထုတ်တွေ့ရှိခဲ့တယ်၆ချက်ဟုတ်တယ်အဲ့ဒါတွေကို steps လို့အတူခေါ်မှာတားနိုင်ပါတယ် S T E P P S ပေါ့ steps ပါရီလေပထမ S က social currency လူမှုတန်ဖိုး T က triggers စေဆော့ချက်များ E က emotion စိတ်ခံစားမှု P က public လူမြင်သားမှုနောက် P တခုက practical value လက်တွေ့တန်ဖိုးနဲ့နောက်ဆုံး S က stories ဇလမများလို့ဖြစ်ပါတယ်ခင်ဗျာ။ Oh စုံစုံလင်းလင်းမယ်နော်။ဟုတ်ကဲ့ဒီမူတွေကအရာတခုကိုလူတဲ့ပြုဆိုများဝီချင်းတော့ဘလို့လှုပ်ဆောင်ပေးတယ်လဲဆိုတာကိုရှင်းပြတာပါ။ ကောင်းပြီလေဒါဆို ပထမဆုံးမူချစ်ချက် social currency လူမှုတန်ဖိုးကိုယဉ်ကျေးကြရအောင်ဟုတ်ကဲ့ဒီတဘောတရားကလူတွေဟာသူတို့ကိုကြည်ကောင်းစေမဲ့ရတယ်ပေါ့သူတို့ကိုတခြားသူတွေကညံကောင်းတယ်ခင့်မိတယ်ဟိုအတွင်းတိကျရအောင်လို့ထင်စေမဲ့အကြောင်းအရာတွေကိုမျှဝေခြင်းကြတယ်ဆိုတာပါမယ်။မှန်ပါတယ်။ကိုကိုကို image တဆင်မဲ့အရာမျိုးပေါ့။ဟုတ်တယ်။ဥမာ New York က please don't tell ဆိုတဲ့လူဝက်ပါလို့မျိုးလေ။อืม ်ဟုတ် hot dog sign တွေက風雪တဲ့ခံလေးကနေတစင်ဝင်ရတာဆိုတော့ဟုတ်ပါအဲ့လိုတီးတန့်ဖြစ်မှုရှာဖွေတွေးရောက်ခဲ့မှုကလူတွေကိုပျော်ပြခြင်းစိတ်ဖြစ်စေတာပေါ့ငါအဲ့ဒီနေရာကိုတီးတယ်မင်းမတီးဘူးဆိုရဲခံစားချက်မျိုးကလူမှုတံပိုးတစ်ခုပဲဟုတ်ကဲ့ဒါကို burger ကအတွင်းပိုင်းမှာတာဝယ်ဖြစ်မှု inner remarkability လို့ခေါ်တယ်ဆိုလိုတာကထုတ်ကုန်ဒါမှမဟုတ် idea ကိုရိုက်ကကိုကထူးရစမ်းကျင်နေတာအံ့ဩစရာကောင်းနေတာမျိုးပေါ့အင်း blended video တွေလို့ပေါ့ ဟုတ်တယ် iPhone ကို Blender ထဲထည့်ကြိတ်ပြတာမျိုးကဘသူကမကြည့်ချင်ပြောပြချင်မဲ့နေမလဲဗျာဟုတ်တယ်မလား markability ရှိနေတာကိုဟုတ်ပါ snapback အဖုံးအောက်ကအချက်လက်လေးတွေကဖန်ဘောလုံးက rubber ဘောလုံးထပ်ပေါ်ခုံတယ်တော့ပါလို့လीတိထားရင်သူများကိုပြန်ပြောပြလို့ကောင်းနေကိုကိုအချက်လက်ဆောင်တယ်လို့ထင်စင်နေတာပေါ့အဲ့ဒါပဲအဲ့ဒါလေလူမှုတန်ဖိုးပဲနောက်ပြီးလူမှုတန်ဖိုးဖန်တီးတဲ့နောက်တနေ့ကတော့ game ကစားခြင်းရဲ့စိတ်ရန်တရားတွေ game mechanics ကိုအသုံးချပါ game mechanics ဘယ်လိုမျိုးလဲဟုတ်လေးရင်မိုင်းနေစုတာ starbucks မှာကျယ်ဝင်နေစုတာ four square မှာတန်းစိတ်ရတာမျိုးတွေပေါ့ဒါတွေကလူတွေအောင်မြင်မှုအဆင့်အတန်းကိုပြသနိုင်တဲ့အမတ်သားတွေဖြစ်လာတယ်ဆိုတော့လူတွေကဒါတွေကိုပြသခြင်းနဲ့မျှဝေခြင်းကြရတယ်ဩကို status ကိုပြတာပေါ့ဟုတ်ပါတယ်နောက်တစ်ခုက လူတွေကိုအတွင်းလူ insiders လို့ခန်းစားစေတာမျိုးဥပမာ ရူလာလာလို့အချိန်အကန့်အသတ်နဲ့ရောင်းတဲ့ flash sales တွေလေ။ဒါမှမဟုတ် McDonald's က McRib ကိုခဏပဲရောင်းတော့မျိုးတယ်။ဒါတွေကရှားပါမှုနဲ့တီးတန့်ဖြစ်မှုခံစားချက်ကို ပေးစွမ်းပြီး လူတွေကို ပြောဆိုစေတယ်။ငါကအထဲကလူငါဒါကိုတိတယ်ဆိုတဲ့ခံစားမှုပေါ့။အင်းစိတ်ဝင်စားစရာပဲ။ကိုကြောင့်ကိုတိတာတွေပြောပြတာကစိတ်ပိုင်းဆိုင်ရာဆူလာတစ်ခုလိုဖြစ်နေတာကိုဟုတ်ပါတယ်ခင်ဗျာကောင်းပြီဒါဆိုဒုတိယမူ triggers စိတ်ဆော်ချက်များကိုစက်ချရအောင်ဒါကစိတ်ထဲမှာရှိနေပါးစပ်ဖြားမှာရှိနေတတ်တယ်ဆိုတဲ့သဘောတရားနော်ဟုတ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ မကြာခဏတရိယာစီမဲ့အရာတွေနဲ့ချိတ်ဆက်ထားတဲ့ထုတ်ကုန်ဒါမှမဟုတ် idea တွေကပိုပြီးပြောဆိုခံရလေးရှိလေဆိုတာပါပဲ top of mind tip of tongue ပေါ့ဥပမာလေးနဲ့ဆိုရင်ပိုရှင်းမယ်ထင်တယ်စဉ်းစားကြည့်လေ Disney World နဲ့ Cheerios ဘယ်ဟာက လူတွေရဲ့နေစဉ်စကားဝိုင်းထဲမှာပို့ပြီးပါဝင်နိုင်မလဲ Disney World ကပိုစိတ်လှုပ်ရှားနေရကောင်းတယ်မဲ့နေတိုင်းထွားတာမှမဟုတ်တာ Curious ကတော့မနှက်စာလေအဲ့ဒါပဲ Disney ကတွားရတာပိုစိတ်လှုပ်ရှားစရာကောင်းနိုင်ပေမဲ့လူများစုကနေတိုင်းမနှက်စာစားကြတာ Curious ကမနှက်စာနဲ့ဆက်ဆက်နေတော့နေစဉ်စိတ်ဆော်ခံရနိုင်ကြပိုများတယ် Trigger Frequency ပေါ့အချင်းအရွေတများလေပိုပြောဖြစ်လေပဲ Oh frequency ကရေးထီးတာကို Kit Kat Chocolate Campaign ကလည်းဒီတဘောပဲလား။သူတို့က Kit Kat ကို coffee တောက်ချီနဲ့တွဲလိုက်တာလေ။ဟုတ်တယ်။ coffee ဆိုတာလူတွေမကြခနတောက်လိရှိတဲ့အရာဆိုတော့ Kit Kat ကိုတရိယာစင်မဲ့စိတ်စော်ချက်အသစ်တစ်ခုကိုထတ်တိုးဖန်တီးလိုက်တယ်လို့ချက်သွားတာ။ Kit Kat ကိုလူတွေစဉ်းစားမိစေမဲ့ပြောဆိုမိစေမဲ့အခွန်လန်ပေါ့အွန်ဂျင်ကိုတိုးချက်လိုက်တာပေါ့။ဟုတ်ပါလိ။တခါလေစိတ်စော်ချက်ကအရင်ရိုးရှင်းတာလည်းရှိတယ်နော်။ဟို Rebecca Black ရဲ့ Friday တခြင်းလိုမျိုး။ဟုတ်ပါလေ။ ဂီတရေးသေးရတော့ဝေဖန်ခံရပေမဲ့နင်သောကြနေရောက်တိုင်းလူတွေကတရိယာတဲ့ပြောကြတယ် YouTube မှာရှာဖွေမှုတွေတက်လာတယ်အပစင်သောကြနေဆိုတဲ့ trigger ကြောင့်ပါဟုတ်ကဲ့ဒီစေဆော်ချက်တွေကပဝန်းကျင်အပေါ်မှာလည်းမူတည်သေးတယ်လို့ဆိုတယ်ဟုတ်ပါတယ် context matters ပေါ့မဲပေးတဲ့နေရာပေါ်လေ့လာမှုတစ်ခုရှိတယ်ကျောင်းတွေမှာမဲယုံထားတဲ့အခါပညာရေးဆိုင်ရာရန်ပုံငွေတုံငင်ဟိုထောက်ခံတဲ့မဲတွေပုံမြလာတာတွေ့ရတယ်ဘာလို့လဲဆိုတော့ကျောင်းဆိုတဲ့ပဝန်းကျင်ကိုယ်တိုင်က ပညာရင်နဲ့ပတ်သက်တဲ့သွေးတွေကိုစစ်ဆော်လို့ပါ။အော်ဟုတ်။စိတ်ဝင်စားစရာကောင်းတာကတခါလေအပြတ်တိုးဆောင်တဲ့လူထိမြင်မှု negative publicity ကတော့အသိပညာပေးမှုကိုစစ်ဆော်နိုင်သေးတယ်။ဥမာ shake weight လို့လောင်းပြောင်းခရရတဲ့လေ့ကျင့်ခန်းပစ္စည်း။ဟာဟာဟာမမီတဲ့။ဒါမှမဟုတ်ဝေဖန်ကြီးဆိုးဆိုးရရရထားတဲ့ wine တလုံးကတော့လူတွေရဲ့စိတ်ထဲမှာနေလာယူပြီးပြောဆိုခံရနိုင်ပါတယ်။အဓိကကတတိယနေဖို့ပဲ။ any publicity is good publicity ဆိုတဲ့လိုမျိုးဖြစ်နေတာပေါ့อืมတတိယကိုအရေးကြီးတာကိုကောင်းပါပြီတတိယမူကတော့ emotion စိတ်ခံစားမှုပါဟုတ်ကဲ့ဒါကတော့ရိုးရိုးလေးပဲကျမတို့တကယ် get to site မိတယ်တခုခုခံစားရတဲ့အရာတွေဆိုရင်မျှဝေခြင်းစိတ်ပေါက်လာတာပေါ့ဟုတ်ပါတယ် when we care we share ပေါ့ပြင်းထန်တဲ့စိတ်ခံစားမှုတွေကမျှဝေမှုကိုအဓိကတွန်းအားပေးပါတယ်ဥပမာ Susan Ball ရဲ့ Britain's Got Talent video လိုမျိုးပေါ့ လူတွေအံ့ဩကြီးညိုဩသွားတယ်စိတ်အားတက်ကြွမှု inspiration ရသွားတယ်ဒါကြောင့်ကဘာတော်တန်ပေါများစွာများဝေချေကြတာဟုတ်ပါတယ်နောက်ပြီး New York Times က Denise Grandi ရဲ့ချောင်းဆိုးခြင်းအကြောင်းသိပြန်ဆောင်ပါကလည်းအံ့ဩစရာကောင်းလောင် viral ဖြစ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့သိပြန်ပညာရဲ့အံ့ဩဝေရာတွေကိုလူတွေခံစားမိပြီးအော်လို့ခေါ်တဲ့အံ့ဩကြီးမှုကိုဖြစ်ပေါ်စေခဲ့လို့ပါ Science is cool ဆိုတဲ့ခံစားချက်ပေါ့အင်း ဒါပေမဲ့အပြစ်တဘောစိတ်ခံစားမှုတွေကလည်းမျှဝေမှုကိုတွန်းအားပေးနိုင်တယ်နော်။ဟို Dave Carroll ရဲ့ United Breaks Guitarist Video လို့မျိုး။အဲ့လားလေနမူနာကောင်းပဲ။ United လေကြောင့် line ကသူ့ဂီတာကိုချိုးပစ်ခဲ့တဲ့အပေါ်ခံပြင်းစိတ်ဒေါသ anger ကြောင့်ဖန်တီးလိုက်တဲ့တခြင်းကအကြီးအကျယ်ပြန့်နှံ့သွားခဲ့တယ်။ဟုတ်ကဲ့။ဒါပေမဲ့ဒီနေရာမှာသတိပြုရမှာကဘယ်စိတ်ခံစားမှုမဆိုထပ်တူထမ်းမြတ်မျှဝေမှုကိုတွန်းအားပေးတာမဟုတ်ဘူးဆိုတာပါပဲ။အော်ဘလို့ကွာချားလဲ။အဓိကကွာချားချက်က စိတ်လှုပ်ရှားမှုရဲ့ပြင်းထန်မှု arousal level ပါ all လို့ခေါ်တဲ့အံ့ဩကြည်ညိုမှုစိတ်လှုပ်ရှားမှု excitement ပျော်ရွှင်မှု humor ဒေါသဆိုရင်ပူပန်မှု anxiety လို့ပြင်းထန်တဲ့စိတ်လှုပ်ရှားမှု high arousal emotions တွေကမျှဝေလို့စိတ်ကို မြင့်တက်စေပါတယ် high arousal ဟုတ်ကဲ့စံကျင်ပါနေနေဝမ်းနည်းမှု sadness ဒါမှမဟုတ်ကျဉ်းနှံမှု contentment လို့နင်းကြတဲ့စိတ်လှုပ်ရှားမှု low arousal emotions တွေကတော့မျှဝေမှုကိုရုပ်ကြက်စေတယ်ပါတယ် low arouser ဆိုရင်တုံမမြဝေးခြင်းမို့ပေါ့ဟုတ်ပါတယ်ဒါကမို့ကိုယ့်ရဲ့ message ကိုဖန်တီးတဲ့အခါတရင်ချက်လက်တက်တက်ထက်လူတွေရဲ့ခံစားချက်ကိုအဓိကထားဖို့အရေးကြီးတယ် high arouser emotion တခုခုကို no စွာနိုင်ရင်ပိုကောင်းတယ် Google ရဲ့ Parisian Love ဂျုံညာကတရင်ချက်လက်ဘာမှမပေးဘဲခံစားချက်ကိုပဲဥတီပြီးအောင်မြင်ခဲ့တဲ့ဥပမာကောင်းတစ်ခုပါဟုတ်ကဲ့မသားစီရပါပဲကဲစတုထမို့ public လူမြင်သားမှုကိုတွားရအောင် ပြသားရန် တိဆောက်ထားရင် ကြီးထွားရင်တိဆောက်ထားသည်ဆိုတဲ့စကားအတိုင်းပဲနော်ဟုတ်ပါတယ် built to show built to grow ပုဂ္ဂလိကဖြစ်လေရှိတဲ့အတွေ့အကြုံအဖြစ်မှုတွေရွေးချယ်မှုတွေကိုလူအများမြင်ထားအောင် ပြုလုပ်နိုင်ရင် အတူယူမှုနဲ့ပြောဆိုဆွေးနွေးမှုကိုအားပေးပါတယ် Apple ကသူ့ laptop တွေပေါ်က logo ကိုအရင်ကအသုံးပြုသူဘက်ကိုမီလင်းအောင်လုပ်ထားရကန်းနေနောက်ပိုင်းမှာအပြင်ကလူတွေမြင်နိုင်အောင်ပြောင်းပြန်လှန်လိုက်တာမျိုးကဒီဥပမာတွေပါလား အတိအကျပဲဒါကတိမ်မွေပေးမယ်အရန်ထီရောက်တဲ့ public visibility fund team ပဲကိုက apple ထုံးနေတယ်ဆိုတာကိုအဝေးကလူတော်မြင်လိုက်သွားတယ်ဟုသူတို့ရဲ့နားချက်အဖြူရောင်တွေကလည်းလာတူပဲเนาะ iPod ခစ်တုံးကလည်းဟုတ်ပါတယ်အဖြူရောင်နားကြတတ်ထတာမြင်လိုက်တာ ਨੇ ဩဒီလူ iPod သုံးတာပဲဆိုတာသိတာစေခဲ့တယ်ဒါကထုတ်ကုန်ကိုသူ့ဘာသာသူကြော်ညာစေတဲ့နီလန့်ဖြစ်တယ်လို့ social proof လို့ခေါ်တဲ့လူမှုတက်တေပြချက်ကိုလည်းဖန်တီးပေးတယ်။လူတွေတုံးနေကြတာပဲ။ဒါဆိုကောင်းလို့နေမှာပေါ့ဆိုတဲ့အတွေးမျိုးဝင်စေတာပေါ့။လူမှုတက်တေပြချက် social proof ဆိုတာတော်တော်အစွမ်းထက်တယ်နော်။လူတွေလားတကယ်ပဲသူများလို့တော့လိုက်လို့တက်ကြတယ်။စားတုပ်ဆိုင်ရွေးရင်တော့လူများတဲ့ဆိုင်ရွေးတာမျိုးလို့ပေါ့။ဟုတ်ကဲ့။ဒါမှတတိထားမယ့်အချက်တွေလည်းရှိတယ်ခင်ဗျာ။တခါလေဒီ social proof ကမရည်ရွယ်တဲ့စိုးကျိုးဖြစ်စေနိုင်တယ်။ဥပမာဥပမာကြောက်ကအစာထိုးကုသမှုမှာပေါ့။ အရင်လူနာတွေညင်းပယ်ထားတဲ့ကြောက်ကဆိုရင်နောက်လူနာတွေကဩအရင်လူတွေတောင်မယူမတော့ဒါမခေါင်းလို့နေမှာမဲ့ဆိုပြီးအရင်သွေးကောင်းရသားနဲ့လိုက်ညင်းတကြတယ်။ဩအမှုလက္ခဏာဆောင်တဲ့လူမှုတတ်တည်ပြချက် negative social proof ထိတော့တာပေါ့။ဟုတ်ပါတယ်။နောက်ပြီးစေကျော်တတ်တည်မူရစ်စေတုံးဆွဲတာကို law chop ဖူရည်ရဲတဲ့ကြော်ညာမျိုးမှာစေကျော်တတ်အများစုမူရစ်စေတုံးနေကြတယ်ဆိုတဲ့တရင်စကားမျိုးတွယ်ဝိုက်ပါသွားရင်မတုံးတဲ့ကလေးတွေကတောင်ဩဒါကပုံမှန်ပဲလူတိုင်းလုံနေတာပဲ။ လို့ထင်ပြီးလိုက်လုံနိုင်ချေရှိသွားစေတယ်။ Don't do drugs ဆိုပြီးပြောပေးမယ်။ Everyone is doing it ဆိုတဲ့ message ပါသွားတယ်လို့ဖြစ်တယ်။အေးဒါကတော့တတိထားမယ့်ချက်ပဲ။ကောင်းတဲ့ဥမာတွေပြန်ကြည့်ရရင် movement မှာလှုပ်ရှားမှုမှာအမျိုးသားတွေနှုတ်ခမ်းမွေးချကြတာ life strong ရဲ့အဝါရောင်လက်ပတ်တွေဝစ်ကြတာတွေကပုဂ္ဂလိကထောက်ခံမှုကိုလူမြင်တအောင်လုပ်တဲ့အဖြူသူပို့ဆောင်ဥမာတွေပေါ့နော်။ဟုတ်ပါတယ်။ဒါတွေကိုဘောဂကအဖြူမှုဆန်ရအကျွမ်းကျန် behavioral residue လို့ခေါ်တယ် အဖြူမူပြီးသွားပေမဲ့သူ့ရဲ့အမတ်အသားကဆက်ကြံနေပြီးလူမြောင်ပျောက်တာနေတာမျိုးပါလက်ပလက်မြင်တာနဲ့ဩဒီလူကန်ဆာကိုထောက်ခံတာပဲဆိုတာသိနိုင်တယ် behavioral residue မထားမယ်ဟုတ်ကဲ့နောက်ပြီး arizona တကတော်မှာအရက်အလွန်ကျွမ်းတုတ်တုံးမှုကိုရှော့ချဖို့လုပ်ခဲ့တဲ့လီလာမှုကလည်းစိတ်ဝင်စားဖို့ခောင်းတယ်သူတို့တွေလာကကျောင်းသားအများစုကသူတို့ကိုယ်တိုင်အလွန်ကျွမ်းတုတ်တာကိုမကြိုက်ဘူးဒါပေမဲ့တခြားသူတွေများစုကတော့ကြိုက်တယ်လို့ မယွင်းယူဆနေကြတာ pluralistic ignorance ပေါ့ဩကိုကမကြိုက်ပေမဲ့လူများစုကြိုက်တယ်ထင်နေတာဟုတ်တယ်ဒါကြောင့်သူတသိတီကတကယ်စစ်တမ်းရလက်ကျောင်းသားများစုကအလွန်ကျွန်းတော့တာကိုမကြိုက်ပါဘူးကိုလူသိရှင်ကြချပြလိုက်တယ်ဒီလိုပုဂ္ဂလိကယုံကြည်ချက်ကိုလူမြင်သာအောင်လုပ်လိုက်ခြင်းအပြင်ဩငါတယောက်တည်းဒီလိုထင်တာမဟုတ်ပါလားဆိုတဲ့အသီးဝင်လာပြီးအရက်တော့နုံတိတိတတာရော့ကြတော့ပါတယ်ဩအရန်ကောင်းတဲ့ approach ပဲ ကောင်းပြီပင်ကြမမှု practical value လက်တွေ့တန်ကိုကိုတွားကြရအောင်ဟုတ်ကဲ့ဒါတော့ရှင်းပါပဲလူတွေကသူတို့အတွက်ရောသူတို့ချစ်ခင်ရသူတွေအတွက်ပါအသွုံးဝင်တဲ့လက်တွေ့ကြတဲ့တရင်အချက်လက်တွေကိုမျှဝေခြင်းကြရတယ်ဆိုတာပဲ news you can use ball ဟုတ်တယ်ကိုအတွက်အသွုံးဝင်တယ်လို့သူများကိုလည်းကူညီရရောက်တယ်လို့ခံစားရစေတာကို can crack ရဲ့ပြောင်းဖို့အခွန်ခွာနီဗီဒီယိုကဥပမာကောင်းမယ်အဲ့ဒါတကယ် viral ဖြစ်ခဲ့တယ်နော်ဟုတ်တယ် အရန်ရွေးရှိတဲ့နီလန်လေးပြောင်းဖို့ကို microwave ထဲ၄မိနစ်ထက်ထိတ်ကိုထက်လုတ်ခါလိုက်ကလူတန်းတောင်းများစွာရဲ့အချင်းကိုတတ်တတ်စေခဲ့တယ်။ဒီ practical value လေးကြောင့်အကြီးကျယ်ပြန့်နှံ့သွားတာအသက်ကြီးတဲ့လူတွေကြမှာတော့ viral ထိခဲ့တယ်ဆိုတော့စဉ်းစားကြည့်ပေါ့။ဟုတ်ပါအယောင်မင့်တင်မှုတွေ discount code တွေမျှဝေတာကလည်းဒီသဘောပဲပေါ့။ကိုလိုက်ကြိုရှိတယ်လို့သူများကလည်းကုနီယာရောက်တယ်လို့ခံစားရရဲ့။ဟုတ်ပါဒီနေရာမှာစိတ်ဝင်စားစရာစိတ်ပညာတစ်ခု TI စီမင်းဆိုတာလည်းရှိသေးတယ်နော်။ Okay. Rule of 100. တရားပါလဲဆိုတော့ဒေါ်လာတစ်လောက်အောက်ပစ္စည်းကို ရခိုင်နှုန်းပတ်စံနဲ့လျှော့စစ်ပေးတာကပိုပြီးဆွဲဆောင်မှုရှိပုံရတယ်။ဥပမာဒေါ်လာနှုန်းစေးပစ္စည်းကို25% off ဆိုတာက5 off ဆိုတာထက်ပိုများတယ်လို့ထင်ရစေတယ်။အော်ဒေါ်လာတစ်လအထက် PC ကိုတော့ပကတိတောင်ပိုးဒေါ်လာနဲ့ရှော့စေပေးတာက ပိုကြီးမားတယ်လို့ခန်းစားရစေတယ်။ဥပမာ2000ဒေါ်လာကားကို500ဒေါ်လာ off ဆိုတာက25% off ဆိုတာထက်ပိုတန်တယ်လို့ခန်းစားရစေနိုင်တယ်။အင်းဒါဆိုဈေးလျှော့တာကိုဘယ်လိုတင်ပြသလဲဆိုတာကတော့မြားဝင်းနှုံးအပေါ်တက်ရောက်မှုရှိနိုင်တာပေါ့။ဟုတ်ပါတယ်။ဘယ်လို frame လုပ်တယ်လဲဆိုတာရေးကြည့်ရဲ့။ Vanguard လို့ရင်းကြီးမြို့နယ်မှု company ကြီးကသူ့ရဲ့တရင်လွာတွေကနေတဆင့် ရှုပ်ထွေးတဲ့ဗနာရေးဆိုင်ရာအကျဉ်းရံတွေကိုရှင်းလင်းနားလည်လွယ်အောင်မျှဝေတာကလည်းလက်တွေ့တန်ဖိုးကို ပေးစွမ်းတာပါပဲအဓိကကတော့လူတွေရဲ့ပြဿနာတစ်ခုခုကိုဖြေရှင်းပေးနိုင်တယ်အချင်းကုံငွေကုံတက်တာစေတယ်ကျမ်းမာရေးပိုကောင်းစေတယ်ဓမ္မမဟုတ်ပိုပျော်ရွှင်စေတဲ့အချက်လက်တွေကိုရှင်းရှင်းလင်းလင်းနဲ့လက်တွေ့ကြကြတင်ပြဖို့ပါပဲ packaging ကရေးကြည့်တယ် ဒါပေမဲ့ဒီလက်တွေ့တန်ဘွားတခါတလေအန်ဒရီလေးရှိနိုင်တယ်လို့ခုနပြောခဲ့သလိုပဲနော် မာယွင်းနဲ့တရင်ချက်လက်တွေတောင်းလက်တွေ့တန်ဘွားရှိပုံပေါင်းရင်တလေတကူပြတ်နေတယ်ဒါမျိုးအတိအကျပဲဗျာကာကွယ်ရှင်းတဲ့အော်ဒီဇမ်ဆက်ဆံမှုရှိတယ်ဆိုတဲ့ဂျန်ဒါရီကဥမာတစ်ခုပဲတစ်ပန်နီးကြထောက်ထားလုံးဝမရှိဘူးဒါပေမဲ့မိဘတွေကသူတို့ကလေးတွေရဲ့ဂျမ်းမာရေးအတွက်ရေးကြည့်တဲ့လက်တွေ့ကြတဲ့တလင်းချက်လက်လိုထင်းမြင်ယူစားပြီးစေတနာနဲ့မျှဝေခဲ့ကြတာကဒီတရေမှာအကြီးကြီးပြတ်နေအောင်ချင်းရဲ့အကြောင်းရင်းတွေကတစ်ခုပဲ ဟုတ်ပါတယ်။ဒါကြောင့်လက်တွေ့တန်းဖို့ရှိယုံနဲ့မပြီးပဲတိကျမှန်ကန်ဖို့လည်းအရေးကြီးတယ်ဆိုတာပေါ့။ဟုတ်ကဲ့အလုံးအရေးကြီးပါတယ်။ကောင်းပါပြီ။နောက်ဆုံးမှုတစ်ခုနံပါတ်6 stories ဇလံများကိုရောက်လာပါပြီ။ဟုတ်ကဲ့ stories ။တရင်ချက်လက်ဒီ idea တွေကအချက်လက်စာရင်းတွေအနည်းနဲ့ထပ်ပေါ့ပေါ့ပါပါပြောဆိုလို့ရတဲ့ဇလံတွေအတွင်းနဲ့ပိုပြီးခီးတွားလေးရှိရဆိုတာပေါ့လား။ဟုတ်ပါတယ်။ ဇလန်းတွေကသတင်းစကားတွေကိုထည့်သွင်းတယ်ဆောင်ပါတဲ့ Trojan မြင်းနဲ့တူပါတယ်ခင်ဗျာလူတွေကဇလန်းလေးကိုမှတ်မိလွယ်တယ်ပြန်ပြောပြချင်ကြတယ် It is ဇလန်းထဲမှာကိုယ့်ရဲ့ message ကိုပပနဲ့နဲ့ထည့်ပြီးလိုက်တာဗောဆက်ပွဲရဲ့ Jared Foggy ဇလန်းကဒီထဲမှာပါမှာဗောနော်အဲ့ဒါနမူနာလောင်းပဲ Jared ကဆက်ပွဲအသားညက်ပုံမုတ်တယ်ပဲစားပြီးကိုလီချင်းပုံရာနဲ့ချီကြာသွားတယ်ဆိုတဲ့ဇလန်းကဆပွေးမှာကြမ်းမရင်းနဲ့ညီညွတ်တဲ့ရွေးချယ်စရာတွေရှိတယ်ဆိုတဲ့သတင်းစကားကို တဘာဝအကြကြနဲ့ဗန်မီလိုအောင်ထည့်သွင်းပြီးသွားတယ်။လူတွေကဂျယ်ရဲရဲ့ဇလန်းကိုပြောပြတဲ့အခါစပ်ပွေးရဲ့သတင်းစကားကအလိုလိုပါသွားတယ်။ဟုတ်ကဲ့ Dove ရဲ့ Evolution Campaign Video ကလည်းအလားတူပဲနော်။တာမန်အမျိုးသမီးတယောက်ကို Makeup, Sampling, နောက်ပြီး Digital Editing တွေနဲ့ကြော်ညာ Model တယောက်အဖြစ်ပြောင်းလဲဖို့ပုံကိုပြတယ်ဇလန်းလေး။ဟုတ်ပါတယ်။အဲ့ဒီဇလန်းကအလားတရားရဲ့စံနှုန်းတွေအပေါ်မေခွန်းထုတ်ဆပြီး Dove ရဲ့ Real Beauty ဆိုတဲ့အလီကသတင်းစကားကို ထိထိရောက်ရောက်တည်ဆောင်းပြီးသွားတယ်။ဇလန်းကဆွဲဆောင်မှုရှိတယ်၊စိတ်ခံစားမှုကို노ဆိုတယ်၊ emotion ပါပါလာတယ်။ဒါကြောင့်လူတွေမျက်ဝေချင်ကြတယ်။မျက်ဝေတဲ့အခါ Dove ရဲ့ message ကပါသွားရော။အေးဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့တံပိုးရှိသော ပြည့်နှံမှု valuable virality ကိုဖန်တီးဖို့ပါပဲ။ valuable virality ဘယ်လိုမျိုးလဲ။ဆိုလိုတာကလူတွေမျက်ဝေတဲ့ဇလန်းထဲမှာကိုယ့်ရဲ့အမတ်တန်စိတ်ဒါမှမဟုတ်အဓိကတည်င်းစကားက အဓိကအစိတ်ပိုင်းတစ်ခုအနေနဲ့ဇလန်းနဲ့တသားတည်းကြာနေဖို့လိုပါတယ်ခင်ဗျာ narrative ရဲ့ integral part ထင်နေရမယ်။နောက်မှအတင်းကပ်ပြီးထည့်ထားတာမျိုးမဟုတ်ရပါဘူး။အော်ဇလန်းကိုပဲမှတ်မိပြီး brand ကိုမေ့သွားတာမျိုးမဖြစ်အောင်ပေါ့။ဟုတ်ပါတယ်။ဥပမာ goldenpalace.com casino အတွက် olympic ပွဲမှာလူတစ်ယောက်ကရေထဲခုန်ချင်းကြောင်းများ stand ရုပ်ခဲ့တာ။ ဒါမှမဟုတ် EVN ရဲ့ skate စီးနေတဲ့ကလေးငယ်တွေပါတဲ့ Roller Babies video လိုမျိုးတွေဒါတွေကအကြီးအကျယ် viral ထိခဲ့ပေမဲ့လူတော်တော်များများကအဲ့ဒီ stunt အဲ့ဒီ video ကိုပဲမှတ်မိပြီးဘယ်အမတ်တန်စေအတွက်လဲဆိုတာကိုမေးထွက်တာကြားတယ်။ဟုတ် Roller Babies က EVN ဆိုတာသိမသိကြဘူး။ဒါပဲ။ဒါကြောင့်ကိုတရင်စကားကဇလန်ရဲ့အသက်သွေးကြော်ဖြစ်နေဖို့လိုတယ်။ဇလန်ကိုဖျံဖြိုးတဲ့အခါရေးကြည့်တဲ့အမတ်တစ်စိတ်ချက်လက်တွေမပြောက်ချနိုင်ခဲ့အောင် တေးချာတိဆောက်ရပါမယ်။ Jared Zalama ဆော့ပွေးဆိုတော့ကိုချမ်းထားလို့မရတယ်လို့မျိုးပေါ့။ရှင်းပါပြီ။ကဲဒါဆိုရင်တော့အရာတွေကိုပြက်နေစေတဲ့အဓိကမောင်းနှင်အား6ခု steps မူလေးကိုပြန်ပြီးခြုံငုံကြည့်ရအောင်။ social currency လူမှုတံပိုး triggers စိတ်ဆောက်ချက်များ emotion စိတ်ခံစားမှု public လူမြင်သာမှု practical value လက်တွေ့တံပိုးနဲ့ stories ဇာတ်လမ်းများဟုတ်ကဲ့ steps ဒီမူတွေကကျမတို့ကိုပြသနေတာကတော့ အောင်မြင်မှုပြန့်နှံ့မှုဆိုတာကံကောင်းလို့ဖြစ်လာတာတတ်တတ်မဟုတ်ပဲဒီအခြေခံစိတ်ပညာတွေကို နားလည်ပြီးဗျူဟာကြကြဖန်တီးယူလို့ရနိုင်တယ်ဆိုတာပါပဲနော်တည်ကြပါရယ်ခွနာ virality isn't born it's made ပေါ့ဟုတ်ပါရယ်ဆိုတော့ဒီ model mode ကိုနားလည်ခြင်းအပြင်လဲကိုယ်ပိုင်လုပ်ငန်းအတွက်ဈေးကွင်းရှာဖွေရမှာပဲဖြစ်ဖြစ် အများပြည်သူကြမ်းမှရဆိုင်ရာအတ္တိပညာပေး campaign တွေလုပ်တဲ့အခါဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ကိုယ်တာဆက်သွယ်ဖြောင်းဆွမှုတွေမှာ ိုရန် idea ကိုပိုကြီးထီအောင်အောင်လှောက်ဆောင်ချင်တာပဲဖြစ်ဖြစ်နော်ဘီလက်ရှိဖြစ်ပေါ်နေတဲ့ခေရီစီကြောင်းတွေကိုနားလဲတွန်းတက်ချင်တာပဲဖြစ်ဖြစ်နေပေအတီးတီးမှာအတုံးချနိုင်ပါ रे ဗျာကိုယ့်ရဲ့တည်င်းစကားကိုလူတွေတတိပြုမိအောင်စိတ်ဝင်စားအောင်ပြောဆိုများဝေလာအောင်ဘယ်လိုလောက်ဆောင်နိုင်မလဲဆိုတာကိုစနစ်တကျစဉ်းစားဖို့လဲညွန့်ပေးနိုင်တာပေါ့အရာအသုံးဝင်တဲ့ framework တစ်ခုပါပဲကဲဒီနေ့ဆွေးနွေးမှုကနေစိတ်ဝင်စားစရာအတွေ့တစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါ रे ဂျော်နာဘာဂရီယစာအိုညီကုန်းပိုင်းမှာဖော်ပြတဲ့ဥပမာတစ်ခုပါ American ကဗီယက်နမ်နဲ့တဲဖြူပြင်ရဲဆိုင်တွေအများအပြားပေါ်ပေါက်လာတဲ့ဖြစ်စဉ်ကိုစဉ်းစားကြည့်ကြဖို့ပါ။အော်ဟုတ်ကဲ့ Neil Salons တီနော်ဟုတ်ပါပဲဒီ Steps မူတွေကရွှေပြောင်းအခြေချလာသူရဲ့လူမှုအတိုင်းဝန်တွင်မှဒီအသက်မွေးဝမ်းကြောင်းလမ်းကြောင်းတစ်ခုဘလို့ကူးဆက်ပြန့်နှံ့သွားအောင်တဘာဝကြကြပေါင်းဆက်ပါဝင်နေတယ်လဲဆိုတာစဉ်းစားစရာပါ။စေဝင်စားဖို့ကောင်းနေပြီ။ ဘလို့ပါဝင်နိုင်မလဲဥပမာအရင်အခြေချပြီးအောင်မြင်သွားတဲ့သူတွေဇလန်းတွေ stories ကနောက်လာသူတွေအထွတ်မျောလင့်ချက်ဆိုတဲ့စိတ်ခံစားမှု emotion higher rouser ကိုဖြစ်စေနိုင်တယ်ဟုတ်ကဲ့ inspiration ပေါ့ပြီးတော့အဲ့ဒီလိုလုပ်ငန်းပိုင်ဆိုင်တဲ့ဆိုတာကလူမှုတန်ဖိုး social currency လည်းဖြစ်စေနိုင်တယ်ငါလည်းလုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုမျိုးပေါ့ဟုတ်ပါတယ်ကိုယ့်ရဲ့ရွာမှာအောင်မြင်သူဖြစ်တာကို အလို့အကောင့်အခွင့်ရရှာနေသူတွေအတွက်ဝင်ဝင်ရနိုင်တဲ့လက်တွေ့တန်ဖို့ practical value လဲအများကြီးရှိတယ်။မှန်ပါတယ် scale တခုတတ်သွားတာကူ trigger stage ရှိမယ်ပြီးတော့နေရာတိုင်းမှာ sign နေဖွင့်လှစ်ထားတာကိုမြင်တွေ့နေရတာ public တွေကလည်းအားကောင်းတဲ့လူမှုသက်တည်ပြချက် social proof ကိုဖြစ်စေတာပေါ့လူတိုင်းဒီလုံးလုံးနေကြတာပဲဆိုတာမျိုးဟုတ်တယ်ဟုတ်အားလုံးချစ်ဆက်နေတာပဲဆိုတော့ဒီလိုလူမှုရင်ဟွမ်းမှုမှုတွေကကျမတို့ရဲ့အသက်မွေးဝမ်းကြောင်းရွေးချယ်မှုလိုမျိုး အဓိကဘဝဆုံးဖြတ်ချက်တွေကိုတော့ဘလော့အထိနက်လက်ဆိုင်ဆိုင်ပုံဖော်နိုင်တယ်လဲဆိုတာကိုဒီဥမာကဘာတွေပြောပြနေပါသလဲ음တကယ်စဉ်းစားစရာမေကောင်းကောင်းတစ်ခုပါပဲ social influence ကဘလော့ထိအားကောင်းတယ်လဲဆိုတာကိုပြနေတာပဲဟုတ်ကဲ့ဒါတော့နားထောင်လို့ရဆက်ပြီးတွေးတောဆင်ခြင်ကြည့်ဖို့ခြံထားခဲ့တဲ့အချက်လေးပါပဲ